တခဏလောက်ပဲဖြစ်ဖြစ်ကလေးငယ်ကိုတယောက်ထဲထားတာဟာတကယ်အနည်းငယ်ရှိတယ်ဆိုတာမိဘတဦးအနေနဲ့သတိထားဖို့လိုပါတယ်ဒီကိစ္စကတော့၃လအရွယ်ကလေးငယ်တယောက်အကြောင်းပါမိဘနှစ်ဦးဟာစကားများနေတာကြောင့်သူတို့ရဲ့ကလေးကိုအဝတ်လဲခင်းပုံမှာတယောက်ထဲထားခဲ့ပါတယ်ကလေးကငိုတယ်អော်တယ်ဒါပေမဲ့ဘယ်သူမှ မနာမနေခဲ့ဘူးနိုင်ရီတော်ကြအောင်မိဘတွေကလည်းသူ့ကိုမစစ်ကြည့်ခဲ့ဘူးနောက်ဆုံးတော့ပြန်လာကြတဲ့အချိန်မှာ သူတို့ရဲ့ကလေးလေးကအဝတ်လဲခင်းပေါ်ကနေလှုပ်ရပြီးမြေပြင်ပေါ်ကိုပြုတ်ကျသွားခဲ့တာကိုမြင်လိုက်ရတယ်။သူ့ဦးကောင်းကလည်းကျမ်းပြင်နဲ့ထိခိုက်သွားခဲ့တယ်။ဒါကြောင့်ပဲမိဘတို့ဦးအနေနဲ့မိမိရဲ့ကလေးကိုအမြဲတမ်းစောင့်ရှောက်နေဖို့လိုပါတယ်။တမိနစ်ပဲဖြစ်ဖြစ် မထားခဲ့ဖို့အရေးကြီးတယ်။ကလေးတွေကခန္ဓာကိုယ်တိတ်တိတ်လေးတွေဆိုတော့နည်းနည်းလေးဂရုမစိုက်ပဲထားရင်တောင် ထိခိုက်နိုင်ပါတယ်။ဒီဗီဒီယိုကိုရဲရင်အောင် Baby Care မှရေးသားဖန်တီးထားပါတယ်။ကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်။ မိမတွေအနေနဲ့တင်ရဲ့အမြင်လေးတွေအကြံပြုချင်တာတွေကိုကမန့်မှာပြောပြပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ Like လုပ်ဖို့ comment တင်ဖို့ share လုပ်ဖို့မမေ့ပါနဲ့နော်။ Page ကို like follow လုပ်ပေးဖို့နဲ့ channel ကို subscribe လုပ်ပေးဖို့လည်းမေ့မသွားပါနဲ့။မိဘတွေရဲ့အားပေးမှုကကျွန်တော်တို့အတွက်တန်ဖိုးအရေးကြီးပါတယ်။